ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ခင်ဗျားတို့ကျွန်တော်ဝေါ်ဒီ first mile တခုတည်းနဲ့ပြီးသွားတယ်တချစ်တပုတ်အဲ့ဒီဘုတ်အကြောင်းကျွန်တော်ဒီဝေါ်ဝေါ် review လေးလုပ်ချင်တယ်အဲ့လို reaction လေးပေါ့အဲ့ဒါမျိုးလေးပြောချင်လို့ တချင်းတဖို့လို့မှာကအဲထုံးစံနိုင်ဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့တချင်းဖွဲ့စည်းတော့မယ်ဆိုလို့ရှိရင် intro ပါမယ်နောက်ပြီးတော့ bass ပါမယ် bass ဆိုတာဒီလိုမျိုး body ပေါ့ပေါ့ဟိုစာဝလားပေါ့အကြောင်းအရာပုံစံမျိုးဖွဲ့နှွဲအဲ့လိုမျိုး bass bite တစ်ခုပါမယ်နောက်ပြီးတော့ chorus ပေါ့ chorus ပါမယ် chorus ပြီး bass ပြန်လာတယ် bass ပြန်လာပြီးတော့မှ ending ပါ냐 fade out အဲ့လိုမျိုးပေါ့ outro လို့ပါတော့ပါပေါ့ ဟိုလိုအပ်လို့ရှိရင်တော့ဒီ pre chorus တွေပါလေထည့်တာပေါ့လေအဲဒါပေမဲ့ဒီဟိုအမောင်းဒီတချင်းမှာကြတော့ကျွန်တော်ကူ reaction လုံးမဲ့တချင်းမှာကြတော့ तू อ่ะ interval verse ထားပဲပြီးပါအဲ့ဒါနဲ့တချင်းတပိုးရဲ့အချောင်းရာလုံးဝပြည့်စုံသွားတယ်သူကြားထဲမှာ blue chorus ကိုလေ chorus လာမလားလာမလားဆိုပြီးတော့ဆက်ပြီးနားထောင်နားထောင်နားထောင်နေရ chorus မလာဘူးဒီတချင်းတပိုးကဇလန်းပုံစံမျိုးအဲ့လိုပုံစံမျိုးလေးနဲ့စက်သိမ်းသွားတာအဲ့ဒါ ဟာရမ်းလာတယ်ဗျာကျွန်တော်အဲ့တော့ရမ်းလာတယ်ဆိုတော့ကျွန်တော်ကဒီငငယ်လေးကတော့ဒီသချင်းတော့ကျွန်တော်ကစိုးနေရတော့ကျွန်တော်ဒီအရန်ဒီပါဇက်ဖြားထဲမှာပေါ့ခဏခဏစိုးဖြစ်တယ်ကျွန်တော်အဲ့ဒါလေးကိုအဲ့ဒါကတော့ကူဒီတေးရောဟိုသချင်းဆိုတဲ့လူရောပေါ့အဆိုတော်လုံးဒီဟိုပေါ့မရှိကြတော့ပါဘူးဒီလူပြည်မှာမရှိကြတော့ပါဘူးအဲ့ဒီတင်ရောက်ကဘယ်သူလဲဆိုတော့ဒီကကျွန်တော်တို့ရဲ့ဆရာနိုင်မြမာနိုင်မြမာရေးပြီးတော့ ကျွန်တော်တို့အရန်ကိုချစ်ခင်လေးစားရတဲ့ဒီကုလားမိုးရစိုးပေးထားတာအဲ့ဒီချင်းကိုခုနောက်ပိုင်းမှာဒီခါဝါပြန်ဆူတဲ့လူတွေတော့တော်တော်များများရှိပါတယ်ဒါပေမဲ့ဒီအဲ့နှစ်ယောက်ရဲ့အတွဲဆက်ကတော့မမီပါဘူးဘယ်သူမှသူတို့ကုလားမိုးကြီးဆိုလို့ရှိရင်လည်းတကယ့်ကိုဒီအဆိုးဆိုတဲ့နေရာမှာရေးတဲ့နေရာမှာတီးတဲ့နေရာမှာဟိုအဲကျွန်တော်တို့ရဲ့အရောအနေနဲ့တတ်မှတ်ထားတာပါအဲသူဆိုတော့ပြယုကြီးပေါ့အဲ့လိုမျိုးပေါ့ဆရာနိုင်မြမဆိုလို့ရှိရင်လည်း သူရဲ့ခံယူချက်နောက်ပြီးတော့တချင်းပုံမှာထားတဲ့ချစ်တဲ့ခင်တဲ့စိတ်ပြီးတဲ့ပုံမှာထားတဲ့ခံယူချက်အဲအဲ့ဒါမျိုးဟိုအဲ့ဒါမျိုးလို့ကျွန်တော်ကလေးစားအားကြခဲ့ရတာပါဒီသူတို့တွေအကုန်လုံးနော် ဟိုအဲ့ဒါဘာတချင်းလဲဆိုတော့ခပြောတော့ဆိုသဘောပေါက်မှာပါအဲ့ဒါကျွန်တော်ဗဇက်ရာဇဝင်လေးအခုတော့ဗဇက်ရာဇဝင်လေးပြစ်ခဲ့ပြီဆိုတဲ့တချင်းလေးဆရာနိုင်မြန်မာရေးခဲ့ပြီးတော့အဆိုတော်ကျွန်တော်တို့ရဲ့အချစ်ရတဲ့အဆိုတော်ကြီးကိုလွန်မူတီးဆိုခဲ့တာအဲ့တော့ခုဒီဗဇက်ရာဇဝင်လေးကိုကျွန်တော်က review လုပ်မယ်ပေါ့ဗျာရှင်းရှင်းဝေးပြောမနေတော့ဟုတ်လားစကားတွေအရင်များတာပဲဆိုတဲ့လူတွေကလည်းရှိတယ်ဗျအဲ့တော့ကျွန်တော်တို့တို့တို့ပဲစလိုက်အောင်ဟုတ် အဲ့ချိန်မှာသူကစလာခဲ့တဲ့သူကဒီမေဂျာမေဂျာ7ပေါ့ဟိုအဲ့လိုပုံစံမျိုးဟာသူက four chord ဟိုကူးသွားတယ်အဲ့ဒါစလာတော့တာနေအဲ့ဒီမေဂျာ7တာထူးခြားတယ်ဗျအမှန်တမ်းပြောရရင်သူကဒီကျွန်တော်စိတ်ကိုလေဒီလွတ်စကြည်ခွေတဲ့ပုံစံမျိုးပေါက်သွားတာပြေးလိုက်တယ်အဲ့ဟိုဟာလေးက ဒီ melody သူ့ရဲ့ melody ရဆိုလို့ဆို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 ဒီမီအဲ့လိုမျိုး melody ကတော့အရင်မထူချာဘူးဒါပေမဲ့တောက်ကပေးတဲ့ခေါ်အနေထားတော့ပြီးတော့အဲ့လိုတက်ပြီးတော့မိုးပြန်နေအဲ့လိုမျိုးဖြစ်သွားတွေ့တွေ့ကလေးဖြစ်သွားတာပေါ့ဆိုတော့ဟမ် မဲ့ तू อ่ะဘာလို့ဖိုးကော်ကူးပါလဲဆိုတော့ तू သွားကြည့်တဲ့ဒီသဘောတရား तू อ่ะဒိုရီဒါဆိုရဲဒီလာထားခြင်းတို့ကလာ ਉ သွားခြင်းတာ तू อ่ะအဲ့လိုနော်ဘယ်ရှိဒီမေဂျာခေါ်อ่ะဒိုနဲ့စမယ်ဆိုလို့ရှိရင်1ပေါ့1 1တရတရတရအဲ့စစ်စစ်ကိုရောက်နေစစ်ဒါပေမဲ့ तू ဒီမှာကင်ဝါကြ4ကိုကင်ဝါဟုတ် အဲအဲ့ဒါဒီ6ကဒီဟာဒီ4ကဒီဟာရဲ့ဂျီပေါ့ဗျာကျွန်တော်တို့ဟာမနီတော့မိနေရလीစစ်ဆဲဆိုလို့ရှိရင်သူက6 4ရဲ့6ကအဲအဲ့လိုသူကဂျီတဲ့ဂျီအုပ်စုတဲ့မှာဆိုလို့ရှိရင်ဂျီခီးတဲ့မှာဆိုလို့ရှိရင်6ကောသူကမေဂျာတက်ကောဖြစ်နေဂိုက်တုံးသဘောမျိုးအနေနဲ့ဝင်လာတာအဲဒါမှမဟုတ်အဲ့6ကိုသူကဖြောက်လိုက်တယ်ဒီမှာကြတော့ဂျီခေါ်ကြီးကိုသူကခင်းလိုက်တယ်အဲ့လိုပြန်လာတော့ပြီးတော့တီးကြည့်အောင်တော့ကျွန်တော်တို့အဲ့လို

ာဒီအဲဒီကကျွန်တော်တို့ဒီဟောဟောချိကရဒီဒီ root ပြောင်းရအောင်ချိကလိုက်တဲ့နေရာမှာကျွန်တော်တို့ဒီ music ရဲ့အခြေခံသဘောတရားရှိရဒီ251နဲ့ပြန်ပြီးချိကသွားအဲ့လိုဒီ anklu shwa ပုံစံမျိုးလဲရှင်းကပ်ပါဒီ root က2 5 1 ဒီထဲမှာဆိုလို့ရှိရင်2 a ကျန်5 5 feet or 1ကိုချိတ်ကလာရဲအဲ့လိုပုံစံမျိုးသူကနော်အဲ့လိုပြန်ပြီးတော့ချိတ်ကတ်သွားတယ်အဲအဲ့တော့ intro လေးအစားဆုံးကျွန်တော်တို့ချက်နားတော့ကြည့်အောင်နော် ဲ့ vocal ဝင်ကနေနောက်ဆုံးနှစ်ပါးလေးရလေဟေးအေး melody လေးရဒီဝါဝဒီ vocal သမားတို့သူကခင်းပြီးတဲ့ပုံစံမျိုးသူကအမှတော့ဘာဘာခေါ်ခေါ်တွေကိုတီးသွားတာအမှားအဒီရဲ့ပြောတော့ဘယ်ဆက်ဆက်ဖုန်းနေဒီကဆက်ဆက်ဖုန်းနေမတော့တော့သူက DG ကိုယူသွားတယ် အဲ့ဒါဒီ G ရဲ့ဟိုအောင်ယူသွားတာဒီ Apogee ကိုယူသွားတာအဲ့ဒါပဲအဲ့အဲ့လိုမျိုးလေးယူသွားတာကကျွန်တော်ကထင်လိုက်ရဆက်ဆက်ဖို့လို့ထင်လိုက်လေဒါပေမဲ့ဒီဂီတာကအတီးပဲဆိုလို့ရှင်တော့ဆက်ဆက်ဖို့ကင်တီးရတော့အမှန်ပါတယ်မရောကြည့်ရတာ အဲအဲ့ဒါဦးသွားမူခဲဝင်လာရေပြန်လိုက်ကန်ဂျီစီဆက်ဒီဆက်ပြီးနားထောင်ကြည့်လိုက်ဟုတ်တော့ကျွန်တော်အဲ့ဘယ်ကျွန်တော်ကဒီဟောဟော ဒီ the melody ရဆိုလို့ရှိရင်သူကတော့ဒီ major 7နဲ့စပြီးတော့တဲပြီးတော့ဆိုးလိုက်တာအဲ့မျိုးဒီဒီဟွာလေးပေါ့ဒီဒီ vocal သူက choral ခေါ်ပြီးတော့ချိန်မှာခေါ်ပြီးတဲ့ချိန်မှာပေါ့အဲ့ပြီးတော့ရေပြလိုက်ကန်ဂျီစီအဲ့ဒါကျတော့ဒီဟွာပေါ့ မှတ်လို့ရှိရင်ဒီဒီမေဇတ်နုတ်ပေါ့ဗျာမေဇတ်နုတ်ရဲ့ခေါ်ကိုသွားယူရင်ယူပြီးပါဗျာဘယ်အဲ့လိုသူအဲ့လောက်ကြီးမယူရှိဘူးကဒီမေဇတ်ဆဲမကိုကိုင်းပလိုက်မှရတာဗေဗာလိုက်ကန်ဂျီစီရတာပဲလေဒီဒီဘောဒီဒီတဲ့ကကျွန်တော်တို့မေဇတ်ခေါ်ဖြစ်တဲ့အုပ်စုဖြစ်တဲ့ F sharp minor key F sharp minor ပေါ့ ိုက်ကောင်သွားကင်လိုက်လို့ရတာဒါပေမဲ့အဲ့လိုမျိုးရှင်ဘူးသူသွားကျင်တဲ့လမ်းချောင်းอ่ะလို့ဘူး We shall like can you see ဒီနီလမ်းကလေးကိုဖြတ်လျှောက်ခဲ့သည်ဒီမေဂျာ7သူကယူလိုက်တာဂိုက်ထိုးနေနေမေဂျာ7ယူပြီးတော့မှလာကူးကျင်တာအဲ့တော့ဒီခမကဒီမှာမေဂျာ7နေရာမှာဒီ F ရှက်မိုင်းတာကြီးကင်လာမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာဆိုလို့ရှိရင်နည်းနည်းတော့ဒီ ဘလို့ခေါ်မို့မဟတ်ဆက်ဘူးတချင်းကမလှဘူးအလိုမျိုးကြီးဖြစ်သွားတယ်ညတော့အဲ့တော့သူယူသွားတဲ့ပုံစံလေးကိုအရန်လှတဲ့အကြောင်းလေးဒီစင်းသွားတယ်ဟေးကြီးရောဝါချုံးသီးသွားနော်ဒီပြန်ဒီပြန်လိုက်ကန်ကြည့်စင်းဒီဒီလန်ကလေးကိုဖြတ်လျှောက်ခဲ့သည်ဒီနန်းနန်းနန်းသည် ဲ့နေရာမှာ तू ကဒီ25 25ပြီးသွားပြီเนาะ तू ရဲ့ဒီ music အခြေခံသဘောတရားရာဆိုရှင်အေးပါလားအေးအဲ့ဆိုဝမ်းဝင်ရတော့ပါဒီဒီဝမ်းမဝင်ဘူး तू ကဝေ့ထွက်သွားတာ तू ကဒီစာနားထောင်ကြည့်တယ်အဲ့နေရာလေးကိုကျွန်တော်ကဒီရန်ဝါချုံတွေကိုဖြစ်ချောဖြစ်ချော5 point အဲ့ဆက်ပိုင်းတော့ဝင်းစားတာလေ 别人是要人别为了心的啦，不滴滴，就是我身外说路线，滴 progression 都苦收了嘛，说路线，滴 two five one 呢，看不着嘛，哎，本来没有问他玩啊问他玩 two five one 啦，他那边都还没松人的哟，滴 melody 又没松人的哟，设备断件呢。တော့ကျွန်တော်တို့ဒီဆက်ပြီးသွားကြတော့ဘာဖြစ်လို့ဆိုဒီအိုက်ထဲမှာဟိုကျွန်တော်ဟိုဟော stable note ဖြစ်တဲ့ စတီဗန်နိုဆိုတော့ကျွန်တော်တို့ major scale တစ်ခုမှာပေါ့လေ major scale တစ်ခုမှာစတီဗန်နိုဖြစ်တဲ့136ထဲက3ကိုယူပြီးတော့ F sharp minor ကိုခင်းထားတယ်။အဲအဲ့လိုမျိုးအဲ့လိုမျိုးနော်အဲအဲ့တော့ကျွန်တော်ပြောသလိုပေါ့ဒီမူလစတည်တဲ့ key ကနေပြီးတော့တခြားနေရာအထိကူသူကတော့တွားနေတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးတွားနေတာ။ဝေးပါပြီတွေ့တယ်ဒီမှာလာပြီးတော့

အဲ့နော်ဗောမီဇက်စကီအဲ့နော်မီနုတ်မီဇတန်နုတ်အဖရှမိုင်းနာရေနောက်ပြီးတော့6နုတ်ဖြစ်တဲ့ဘီမိုင်းနာအဲ့အဲ့နခုအဲ့ခေါ်တခုသူအစားထိုးပလိုက်အဲ့နေရာမှာဒီ1နေရာမှာထိုးပလိုက်တာ2 5 1နေရာမှာဒီတစ်ခုကိုစားထိုးပြီးတော့နောက်ထပ်ထပ်ပြီးတော့သူကတခြားနေရာကြီးရှောက်သွားသေးရေပြန်လိုက်ကန်ကြီးစီး လန်းကလေးကိုဖြတ်လျှောက်ခဲ့သည်ဘေးကြီးရဝါချုံလွန်သည်ဘယ်လစီရီပြဝဲလျက်ရှိသည်နောက်ပဲမို့တည် ်ပြီးတော့မှဒီဟိုဝောင်းဝင်ချပါတာအဲ့ဒီ progression อ่ะအဲ့ဒါဆုံးမယ်အဲ့လိုမျိုး तू ဝင်သွားတဲ့ပုံစံတခြားနောက်ထပ်တစ်ပိုက်ကိုကျွန်တော်ဆက်နားထောင်ကြည့်အောင်เนาะအေးမာလီအဲ့လိုပေါ့ဒီသူကဒီ progression တစ်ခုပဲပြီးပါတယ်ဒါကျွန်တော်ကဒီဒီဟို chorus chorus လည်းပါတော့ chorus မြတ်ပါမလားဆိုပြီးတော့ဆက်နားထောင်လည်းမပါဘူးဒါဒီတိုင်းပဲပြီးသွားအေးအဲ့ပါဒီဆရာနိုင်မြန်မာပေါ့လေဆရာနိုင်မြန်မာက ူဒီတချင်းကိုရေးဖို့တော့ပဲဆိုရဒီသူခေါင်းထဲမှာနာဒီတွေးထားပြီးသားထင်တယ်ဒီဇလန်းသဘောမျိုးပေါ့လीအဲ့မျိုးတွေ့ပြီးစကလုံးလေးတွေလှလှပပါလေးနဲ့ညာဒီလိုဘိုးဒီကောင်မလေးနဲ့ဟိုဟာလေးပေါ့ကောင်လေးကနေပြီးတော့သူတို့ဒီပင်လကန်းကြီးကရွာလေးတရားကိုလားလေလေပြီးတော့အဲ့လိုတပေအဲ့လိုမျိုးပေါ့လားလေပြီးကောင်မလေးနဲ့ညည်ရပေါ့ဗျာ ညီညီပြီးတော့ကောင်မလေးနဲ့ညီညီပြီးတော့သူလက်ထက်မဲ့အခြေအနေအထိဖြစ်သွားတဲ့ပုံစံမျိုးအဲအဲ့လိုမျိုးပုံဖော်တာနော်လက်ထက်မဲ့အခြေအနေအထိဖြစ်သွားတဲ့ပုံစံမျိုးပုံဖော်ဖော်ပြီးတော့ဟောကောင်လေးကသူဟိုဘောသူ့မျိုးခါပြောင်းအောင်မယ်ဆိုပြီးတော့ကောင်မလေးစီမှာခွင်တောင်းပြီးတော့ခွင်တောင်းပြီးတော့ပြန်သွားတယ် ပြန်သွားပြီးတော့ကောင်ပြန်ဘယ်နေ့ပြန်လာမယ်ဆိုပြီးတော့ဂရီစကားထားခဲ့ပုံစံမျိုးပေါ့ဗျာအဲ့အမျိုးပေါ့ကောင်မလေးကိုပြောခဲ့တဲ့ပုံစံမျိုးကောင်မလေးကလည်းသူ့ကောင်လေးကိုယုံကြည်တယ်ပေါ့ဗျာဒါသစ္စာတရားမေတ္တာတရားအနေနဲ့ယုံကြည်တယ်ပေါ့ချစ်တယ်ချစ်တယ်တော့ I love you ပေါ့ဗျာဘာလာလာတွေကအဲ့လိုမျိုးပေါ့ချစ်တယ်တော့ I love you တွေဖြစ်ပြီးတော့သူဟွာကောင်လေးကတီးထုတ်ပလိုက်တယ်သူကလည်းအဲ့လိုမျိုး blue တီးထုတ်ပလိုက်တယ်အဲ့လိုထွက်သွားပြီးတော့ဗျာ ဒီပြန်ပြီးတော့လာဖို့နောက်ကျသွားတယ်သဘောမျိုးပြန်လာဖို့နောက်ကျသွားတော့ကောင်မလေးကသူ့ကိုတစ္ဆာဖောက်သွားပြီပေါ့ဗျာထင်နေတယ်ဒီကောင်ကကိုတီးထုတ်သွားတယ်တီးထုတ်ပြီးတော့ကောင်ကိုဟိုတစ္ဆာဖောက်တယ်ဘာညာဆိုပြီးတော့လို့ မချိနိုင်ဘူးအဲလိုပါဗောထပ်စင်ထူးတွေဖြစ်အဲမျိုးဗောဒီဘာလာလာတဲ့အပြောဘာလာလာကိုကျွန်တော်သဘောကျတယ်ဗျာအဲဘာလာလာကိုလည်းကျွန်တော်ကြည်တယ်ဒီဒီဘဲကဆောင်းရမ်းပိုက်တယ်ဘာလာလာအဲ့ဒီကစကလုံးတွေတော့ပါဘာဘောကျွန်တော်ပြဇက်တဲ့မှာသူပြောတဲ့ပုံစံမျိုးလို့ဗောအဲ့တော့ဒီအဲ့လိုပုံစံမျိုးအဲ့တော့ကောင်းမလေးကသူ့ကိုသူရေးတဲ့စင်ပြီးတော့တတိယောင်းကြံပြီးတော့တတိယွားတယ်ဗျာဆူဆိုင်လို့ွားတယ်အေးအဲ့ဒီမှာကောင်းလေးကပြန်လာပြန်လာတဲ့အချိန်မှာကောင်းမလေးက သေးသွားပြီသေးသွားရဲ့တည်နေကြအောင်ဒီကောင်ရေဝက်ပလက်ဖြစ်တယ်ပုံစံမျိုးအဲ့လိုပုံစံမျိုးကိုလေရုပ်ရှင်ကဏ္ဍကားကိုကျွန်တော်ကြည့်နေတဲ့အတိုင်းပဲအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးခံစားရတာဒီတခြင်းကလည်းနောက်ကနေပန်ပိုးလိုက်တဲ့ပုံစံကလည်း share ပဲနော်အဲ့တော့ဆက်နားထောင်ကြည့်အောင်ကျွန်တော်တို့တွေ့လားသူကတူနကူမဒီဆက်နိုင်ပြီနော်နကူရူမန်းတဲ့အနာကက် ချစ်တိုင်းမီနော်ထူထောင်နိုင်ရင်စွန့်စားမီဆိုတော့ဒီစာသားလေးကဒီ rhyme ပေါ့ကျွန်တော်ပြောမှာဆိုရင် rhyme လေးကအစ်တူစူဖွဲ့နေသူ့အစူဖွဲ့လေးတွေကလေရေးတဲ့နေရာတချီရေးတဲ့နေမှာဆရာနိုင်မြန်မာဘလော့တီဟိုဘလော့ကောမိုဟိုအင်စာအောက်တက်ကြည့်တယ်ဆိုတာအင်စာအင်စာအပြည့်ဝသူ့အင်စာဆရာနိုင်မြန်မာလို့အင်စာဘလော့တီကျင်ရတယ်ဆိုတာအဲ့အဲ့အဲ့ဒီမှာတွေ့တယ်နော် သူနကူမနီးဆက်နိုင်ပြီနကူရူမှန်းတဲ့အနာကက်ချစ်တိုင်းပြီနော်အဲ့တော့သူတို့နှစ်ယောက်ကဲဟောပေါ့တိုးတိမ်ထူထောင်ဖို့အတွက်သူတို့ကစွန့်စားမယ်ဆိုပြီးတော့ကောင်းလေးကထွက်သွားတယ်ပုံစံမျိုးအဲ့ဟိုပိုပိုကောင်းလေးကထွက်သွားပြီတိလားသူအဲ့သူငိုနေစင်းနေဝင်ညခြုံကြရီအရန်လှတဲ့စကလုံးကငိုတဲ့ချိန်နဲ့ ဒီနေဝင်စားချုပ်ညကြီးဆိုတာအဲအဲနေဝင်စားချုပ်ညကြီးဆိုတာအဲစကလုံးဘလူးများဘလူးခုံကိုရွေးချယ်ပြီးတော့တုတ်ချာရေးလင်းပြီးဆရာနိုင်မြန်မာအဲ့လိုအဲ့လိုမျိုးပုံစံမျိုးတွေဒီတချင်းတည်းမှာအများကြီးပဲဗျာစာသားဖွဲ့စည်းမှုအကောင်းတဲ့အကြောင်းအဲ့လိုမျိုးနော်နောက်ပြီးတော့အိုးဘဲကဘဲကထွက်သွားတော့ပဲအကောင်းလေးကနေတုန်နေကလေး ်နေတုံနေလေးကံပေါ့နေတုံလေးကံခြေလမ်းမဲ့စခဲ့သည်နောက်ပြီးတော့တရွေတရွေဗါတဲ့အဲ့တရွေရွေရွေကြံတရွေရွေရွေနော်တရွေရွေရွေကြံဒီစာနာလေဘာမှမဟုတ်တာရွေရအသုံးလုံးပါရင်နော်အဲ့ပဲတရွေရွေရွေကြံရွာကလေးနော်ပြပြဝေးစီအဲ့မယ်လိုဒီ notes လေးရဒီ မတော်စင်ပြီးသားထင်တယ်ကျွန်တော်ကတော့အဲ့လိုမျိုးဆိုဒီ melody notes ကိုစင်ပြီးတော့ तू ကစကလုံးသွတ်ထည့်လိုက်တဲ့ပုံစံမျိုးမီ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 ဖာဖာမီရဒိုအဲ့အဲ့လေးရလေမာဒီချင်းကတဲ့ target note ကဒီ1ကိုရောက်သွားအဲ့မဲ့မီရနေသူ့ရဲ့ဟိုဟို above note ကနေစပြီးချင်းကတာအဲ့လိုမျိုး ဟောဟိုမှာကောင်းလေးက तू ကဂရီစကားထားပါလားတနေ့တော့ချစ်ရွှေလက်တွဲနှွဲဆက်ဖို့ပြန်ခဲ့ပြီဆိုတဲ့ပုံစံမျိုးအဲကောင်းလေးကအဲ့လိုမျိုး तू ကဂရီစကားထားပြီးလစ်သွားပြီတီးထုတ်ပြီးတော့လစ်သွားတယ်ပေါ့ဗျာเนาะ ကြော်လေဒီချင်းတပုတ်ကိုလေအဲ့လိုမျိုးဒီ melodic ဖြစ်နေတဲ့ပုံစံမျိုးအရင်သဘောကျတယ်ဒီ solo မှာဆိုလို့ရှိရင် तू အတီးပိုက်အတွက် solo တက်တက်ထားလာရယ်နော်သူက1ရယ်4ရယ်ကိုပဲ तू ကကူးနေတယ်အဲ့အဲ့နေရာလေးကဒီ verse မှာရဲ့ progression ကို तू ကမယူမယူဒီလိုတန်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 သွားသွားအဲ့လိုလိုသွားနေတာ तू က

ဒီ target တို့ကဘာဖြစ်သွားလဲဆိုပဲဖြစ်နေတယ် तू อ่ะဒီဆိုပဲရောက်ဖို့အတွက်ကို तू อ่ะဒီဟောဗော encroach ဝတ်လုပ်တယ်ဆိုတော့အဲ့အစုဖွဲ့လေးနဲ့လုပ်တာပထမဆုံးကဆူမီဖာမီဖာမီဒိုလာဆူတဲ့ရူခေါ့ကိုပြန်ပြီးထပ်ပြီးချိန်ခဲ့တဲ့ချိန်ကျတော့ဆလာဆိုရမီရေနောက်ပြီးဒိုလာဆူအဲ့လိုမျိုးပြန်ပြီးချိန်ထပ်ပြီးချိန်ခဲ့တယ်နော်ဒီဘယ် တန်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 အဲဖိုကောပဲထပ်ပြီးခံရတာတန်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 သာအဲ့လိုပုံစံမျိုးလေးနဲ့ဟိုတချင်းတစ်ပုတ်ကိုလေမယ်လိုဒီဖြစ်အောင်လုပ်တယ်လူတွေကမှဆရာကြတာဒီရင်ထဲကိုတန့်ရောက်လာတာအဲ့ဘတ်ဆိုဟာဟာကွာကောင်းလာပြီဒါအလိုမျိုးဖြစ်တာအရင်တော့တီးရဲ့ လူတွေကူတီးရဲ့ခြေလေးတွေမကောင်းဘူးပြောဘူးကျွန်တော်ဆောင်းရင်းလမ်းတယ်ဆောင်းရမ်းပိုက်တယ်ဒီအလန်းစားတွေတီးပြတယ်ဆောင်းရမ်းပိုက်တယ်ဒါပေမဲ့ဒီလိုမျိုးဒီလိုမျိုးသူတို့ခစ်တော့ဘာမှမရှိဘူးဘာမှမရှိဘဲနဲ့နော်ဘာမှမရှိနီးပညာဒီစက်ပစ္စည်းဘာညာဆော့ဝဲတွေဘာဆိုသူတို့စီမှာဘာမှမရှိဒီလက်နဲ့ပဲလက်နဲ့ပဲဖြစ်အောင်လောက်တာခေါင်းနဲ့တုံးနဲ့နှလုံးသားနဲ့ဟိုနှလုံးသားနဲ့ ဟိုရင်းနေတယ်ခေါင်းနဲ့စဉ်းစားတယ်လက်ကနေပြီးတော့အဲ့ဟာပို့ပြီးတော့သူကအဲ့လိုရှောက်အောင်ထည့်ပေးလိုက်တာအဲ့ဒါကိုပါကျွန်တော်ကဟိုဘလို့ခေါ်မို့ဟိုမျူဇီရှင်တွေအမှုပြည့်ရှင်တွေလို့ကျွန်တော်ကခေါ်တာဘလို့မို့ကဲအဲ့ဒါပြီးတော့ဘယ် progression ကိုပြန်လာလို့ဆိုတော့လာပြီးတော့နောက်ထပ် ဒီဝါဝကျွန်တော်ဒီကုနာဟိုဒုတိယပိုင်းအဆက်ကိုသွားတော့မယ်ဆိုတော့တဘောမျိုးအဲ့လိုမျိုးကုနာဝါဟိုဘတ်စပိုက်ထဲမှာပါတယ်မယ်လိုဒီကိုပြန်ခေါ်နေပြီအဲ့လေးကိုပြန်ခေါ်နေတာသူက ောက်ကဒီ clean သုံးလေးတွေကခမဒီလိုခေါ်မို့တခြား line ကိုသွားမရှုပ်အောင် तू ပေးပါနော်ခေါင်တာလေးဝင်းဝင်လာတဲ့ဟာလေးနားထောင်ကြည့်ဒီက stream line ကို तू ကဦးစားပြခုနကကကျွန်တော်က distortion line အဲ့ဒါကိုပထမဆုံးဝင်လာ guitar distortion တဲ့နော်ဒီဆိုပဲနော်ဒီဆိုကကြတော့ low ကိုသွားနော်ဟော high out ဖြစ်သွား high out ဖြစ်တဲ့ဆိုပြန်ယူပါ တော့ရနဲနဲနဲအဲ့ပဲ keyboard ရဲ့ string line ဝင်ချလာနဲ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 ဒီကရသွားပြီးတော့ keyboard တမအလှည့်ပေးလိုက်တယ်မင်းအားကြီးပဲစစတီးပြီးတော့ဟုန်တိုင်းချဲပြီးတော့တီးနေပြီးတော့တခြားလူကိုလှည့်ပေးဦးပါညာဆိုပြီးတော့အဲ့လိုမျိုးရန်ဖြစ်လောင်ပြီးမလုပ်ဘူးသူတို့ကတယောက်တယောက်သူ Pascal Patza ရှိတယ်ကရဒီ music pandy ရဲ့နေရာမှာအဲ့လိုမျိုးပြသွားတာဒါဒီသချင်းမျိုးစားနော် နောက်ပြီးတော့သူ့လိုင်းနဲ့ကိုလိုင်းဝင်းမရှုပ်ဘူးအဲသူဖိကင်းလေးနဲ့လိုက်လိုက်သွားအဲ့ဟာမျိုးလေးအဲ့တူတာတန်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 ဆိုဒီကီးဘုတ်လေးဟာသွားတဲ့နေရာမှာအဲ့ဒါဒီကီးဘုတ်လိုင်းလေးဝင်ပြီးတဲ့ချိန်မှာ तू ကဝင်လာတဲ့ကီးဘုတ်လိုင်းလေးဂျားထဲမှာဟာသွားစီးတဲ့နှစ်ချက်တော့ဟာသွားတဲ့ချိန်မှာကောင်တာလေးဝင်လာအဲ့တော့ပဲအဲ့လိုမျိုးဝင်ရှုပ်တာလေး အဝင်းရှုပ်တာမဟုတ်ဝင်းဖြည့်ပြီးရတာအာတွေ့လားအဲ့လိုလေး off လေးနဲ့ခီးဘုတ်ကအဲ့ဒီမှာ sustain ဆွဲလိုက်တယ် sustain ဆွဲလိုက်တဲ့အချိန်မှာအဲ့နေရာလေးကဟာသွားတဲ့အချိန်မှာ तू ကဝင်းပြီးတော့ဖြည့်သွားဘလောက်ချစ်ရကောင်းလားအဲ့လိုလေးအရန်ပိုက်တယ်တကယ်ပြောတာဟော ကင်းနီးယားချောင်းချလိမ့်ကြီးရဲ့အစဲရန်လန်ထွက်နေအဲ့ဒါမျိုးရဲ့မမရဲ့ဒီစကလုံးစုဖွဲ့မှုကတော့ခင်ဗျာလက်ဖြားခါတယ်အဲ့ဒါမျိုးတွေဒီသူရဲ့ဒီဒီ rhyme ပေါ်မှာ right rhythm ပေါ်မှာ rhythm ပေါ်မှာဒီစကလုံးစုဖွဲ့လေးတွေကလေကျွန်တော်တို့ဒီမြန်မာသားပမခေါရမှာဒီလို့မျိုးရှားပြီးတော့စကလုံးသုံးမှုဟာတွေရောမလွယ်ဘူးလို့မျိုးသူသူတုံးထားတဲ့ဒီ progression ကတော့ဒီ verse progression တခုပဲအဲ့ progression တခုပဲပြီးွားတယ်တစ်ချေတစ်ပုတ်ပါ တချို့တော့ဖွဲ့စည်းဖို့ तू อ่ะไอ้ซีนนี่ကို तू ချိုးဖောက်ပလိုက်တယ်ဗောဗျာဒီ chorus မပါလဲဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်သွားတယ်ပုံစံမျိုးအဲ့ဒါဆရာကြားတဲ့လူတွေကလုပ်နိုင်တာကျွန်တော်တို့လူလူမျိုးပါဟွားတွေညတရတွေကတော့ဒီတချို့တော့လို့ပြည်စုံမှာဟိုကဟိုစင်အဲ့လိုမျိုးပဲစဉ်းစားမိတာ तू ကတော့မဟုတ်ချထလိုက်တာပဲကောင်းတယ်လေဘာဖြစ်တော့ဓာတ်ထောင်ရတာတော်တော်စဉ်းမြင်တာအဲ့လိုမျိုးကြီးကိုလွန်မှုကြီးဆိုရင် share ပဲကိုကိုလွန်မှုဆိုတာရတယ်အဲ့တော့ကျွန်တော်ဒီသချင်းလေးကအမှန်တော့အဲ့လိုမျိုးနားထောင်ရင်းနဲ့ ဒီနေတိုင်းလေးပါဇက်ဖြားပါအဲ့လိုမျိုးဆိုးဆိုးနေတာပေါ့ဗျာအဲ့တော့နောက်တော့ဒါလေးတော့လှုပ်ကြည့်အောင်ဆိုပြီးတော့လှုပ်ကြည့်တာပါဘာမှမဟုတ်ဘူးနော် review လှုပ်ကြည့်အောင်ဆိုလှုပ်ကြည့်တာအဲ့တော့ဒီကျွန်တော်ရဲ့ YouTube channel ကိုကြည့်ရှုအားပေးတဲ့ကျွန်တော်ရဲ့ချင်းကြီးကိုတကယ်ချင်းမိတ်ဆွေအားလုံးကျေးဇူးတင်ပါတယ်ဗျာ bye bye